အကောင်းဆုံးစွမ်းဆောင်ပြတော့မှဖြစ်လို့ reunity ရမယ့်ပွဲကိုမျှော်နေရဆိုတဲ့အစဉ်ချန်ကိုပရိသတ်များအလုံးမေမင်လာပါဗျာ Blue Lion King ကနေပြန်လဲကြိုးဆိုလိုက်ပါရင်အတင်နောက်ထပ်လူချင်းချန်ကိုကတော့ Champions League Quarter Final မှာ Real Madrid နဲ့ထိတ်တဲရင်ဆိုင်တွေ့ဆုံရမယ့်အပေါ်မှာအကောင်းမြင်နေပြီးတော့သူတို့အနေနဲ့အကောင်းဆုံးစွမ်းဆောင်ပြတော့မှဖြစ်လို့ဒီနေ့တွေ့ရမယ့်နေဦးစောင့်နေတယ်လို့ထုတ်ဖော်ပြောကြလိုက်ပါရင်အာဂျင်ကတော့ချန်ပီယံလိ16အသင်းအဆင့်မှာနယ်သာလန်ကလပ် PSV ကိုကိုတင်ဆွဲပြီးပြပြီးတော့အနိုင်ယူကျော်ဖြတ်ခဲ့တာဖြစ်ပါရင်အာဂျင်ကတကယ်ပေါက်ကွဲပြီဆိုရင်ဘယ်သူကမှမခံနိုင်ကြပါဘူး အခုလည်း PSP ကအာဆင်ဒေါသတွေအောက်မှာတစားကန်ဖြစ်သွားရရှာတာဖြစ်ပါရီအာဆင်ကနေတလန်မှာသွားကစားခဲ့တဲ့ုံက71ဆိုတဲ့ရာလနဲ့ကိုပြက်ကြိတ်ခဲ့ကြတာဖြစ်ပြီးအိမ်ဝင်မှာတော့ပေါပေါပါပါနဲ့အပြင်းပြင်းကန်တာတောင်မှဒူးဒူးနဲ့တည်ကြခဲ့ရတာဖြစ်ပါရီဒါတော့မှအာဆင်ကထောင်တိုက်စင်မှုစစ်စစ်နဲ့စကားလို့ဆရာကြီးတွေတယောက်မှကိုပါမလားဒီပင်နဲ့ PSG ကိုနှစ်ကြော်ပေါင်းကိုလုံးသွင်းပြလိုက်ကြပါလိုချင်နေကြောင်းလဲအာဆင်ကစားမရရဲ့စိတ်တက်ပိုင်းနဲ့ယုံကြည်မှုတွေကအမြင့်ဆုံးကိုရောက်ရှိနေခဲ့ကြပါရီအခုဆိုရင်တော့ဇင်ချန်ကိုကတောင်မှရင်းနေရင်ဆမ်းမဲနေကိုစောင့်နေရေဆိုပြီးတော့ဂျင်းဝါပြောဆိုလိုက်ပြီးဖြစ်ပါရီ ဒီချိန်မှာအားလုံးကရီယဲနိုင်ရီယဲတို့ချန်ပီယံလိစီမီကိုကွာတာမကန်မဲနဲ့တက်သွားပြီလို့ထင်မြင်ယူဆနေကြတာရှိပါတယ်။ရန်သူဆိုတော့အကောင်ကြီးတီဖြစ်စေသေးသည်ဖြစ်စေအထင်မသေးမပေါ်စတင်မုံအထင်သေးလိုက်တာနဲ့တစ်ချက်လောက်သတိလွတ်လိုက်တာနဲ့ပေးဆက်မှုတွေကြီးမားသွားနေပါတယ်။အာဂျင်ဆိုတော့ကလည်းချန်ပီယံလိသမိုင်းမှာရီယဲကိုအခက်တွေ့စေအောင်လို့ကောင်းကောင်းကြီးဒုက္ခပေးခဲ့ဖို့တာရှိခဲ့ပါတယ်။၂၀၀၆ချန်ပီယံလိရှုံးအတွက်၁၆သင်းအဆင့်မှာအာဂျင်နဲ့ရီယဲတို့တစ်ကြိမ်ထိပ်တိုက်တွေ့ဆုံခဲ့ကြဘူးပါတယ်။ဓမ္မကျော်ဦးဗာနေပြူးမှာခန်းစားခဲ့ကြတာဖြစ်ပါတယ်။ အချိန်ကရီယယ်လူစင်းကိုကြည့်လိုက်မယ်ဆိုရင်ဂိုဒမားကာစီလက်နောက်တန်းစီစင်ညိုရာမိုးစ်ဝူဒ်ဂိတ်ရောဘတ်တိုကာလို့စ်အလယ်ဒန်ဂရာဗီစင်ဒေးဗစ်ဘက်ကန်ဂူတီစီတန်ရောဘင်ညိုရှေ့တန်းမှာတော့ဒိုဂျီတို့လိုဒိတ်ဒိတ်ကျဲကစားမားတွေပါဝင်ခဲ့ကြတာဖြစ်ပါရီအာဆင်ဘက်ကတော့ဂိုဒမားလီမန်နောက်တန်းဖလာမီနီဆန်ဒရိုကိုလိုတိုရီအီဘိုရီအလယ်ဒန်ရီယက်စ်ဖာဘရီကတ်စ်ကီဘာဒူဆေဗာလတ်ရွန်ဘတ်ရှေ့တန်းအွန်လီတို့ပါဝင်ခဲ့ကြတာဖြစ်ပါရီ ဒီပွဲကဘာနေဗျူးမှာကစားရတာဖြစ်ပြီးမင်းအာဇနယ်ကရီယဲကိုတူတင်ကိုတင်နဲ့အကောင်းဆုံးရှင်ကစားသွားနိုင်ခဲ့ပြီးကိုတင်ကွင်းနဲ့လည်းအကြင်ကြင်ရရှိခဲ့ပါရီရီယဲအာဇနယ်ရောကဂိုပေါက်ကန်ချက်6ကြိမ်ရရှိခဲ့ပြီးမင်းတကယ်တမ်းကိုရသွားခဲ့တာကအာဇနယ်ဖြစ်ခဲ့ပါရီဒီကြပိုင်းပြန်စားလို့နှစ်မိနစ်ကြာမှရင်အွန်နီကဘယ်ဂျန်ကနေလလပပသွင်းယူသွားခဲ့တာဖြစ်ပါရီဒီရီယဲချိုအာဇနယ်ကွင်းမှာကစားရတဲ့အခါကိုမရှိသေးကြခဲ့ပြီးအာဇနယ်ကရီယဲကိုချန်ပီယံလိဂ်ကနေဖြုတ်ပြလိုက်တဲ့အမှတ်တမ်းတစ်ပုဒ်တကယ်ရှိခဲ့ဖို့ပါရီ ဘောရသတိထားစရာကောင်းတာကလက်ရှိရီရဲ့အစုအဖွဲ့က2005-2006ကအစုအဖွဲ့ထက်အများကြီးကိုအင်အားပုံနှိပ်နေပြီးတော့အာဆင်ကတော့အရင်လူစီရင်ထက်ကိုစားပေါင်းများစွာတာလုံနေပြီးဒီပြဆိုရင်လည်းအာဆင်ဝင်းကားထက်တောင်ပိုကောင်းတဲ့နီးစနစ်စရာအာရီတာကိုအာဆင်ကပိုင်ဆိုင်တာဖြစ်ပါပြီ။အဲဒါကြောင့်မေရီရဲ့အနေနဲ့တတိယချက်လွတ်လိုက်တာနဲ့အာဆင်ကချန်ပီယံလိဂ်ကနေဖြုတ်ပစ်လိုက်ပါလိမ့်မယ်။အာဆင်နောက်ခံလူစီရင်ချန်ကိုလည်းရီယယ်မက်ဒရစ်ကကမ္ဘာကြီးကျယ်ဆုံးကလပ်အသင်းတွေကတင်းပြပြီးတော့ဒီပြိုင်ပွဲမှာ15ချိန်ပိုဆွဲထားတာကျွန်တော်တို့သိပါပြီ။သူတို့မှာကမ္ဘာအဆင့်မီကစားမားတွေနဲ့အတွေ့အကြုံများစွာရှိပါပြီ။ ဒါပေမဲ့ကျွန်တော်တို့ဘက်ကအကောင်းဆုံးစွမ်းဆောင်ပြဖို့ပဲလုပ်ပါရည်။စကားနဲ့မဟုတ်ဘဲနဲ့ကွင်းထဲမှာကျွန်တော်တို့ဘက်ကအလုပ်နဲ့တက်တည်ပြသွားမှာပါ။ကျွန်တော်တို့ပူကြီးချစ်တဲ့အရာကိုရှာနေပါရည်။ဒါကြောင့်ရီးရဲနဲ့တွေ့ရမယ့်ပွဲတွေကိုကျွန်တော်တို့အားလုံးရှောင်မြုံနေပါရည်လို့ကြွေးကြော်သွားခဲ့ပါရည်။ရီးရဲကတော့အာစနယ်နဲ့တွေ့ရမယ့်ဆိုပရိုချက်လေးမှပေါ်လို့မရပါဘူး။အာစနယ်ကရီးရဲကိုချန်ပီယံလိဂ်ကနေထပ်မံဖြုတ်ချဖို့အတွက်စိတ်အားထက်သန်နေကြတာကြောင့်ဖြစ်ပါရည်။ပွဲတွေကိုဆုံးနီးလိုက်ပါကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါရည်များ။